အခုဆိုရင်ဒန်ယားပြဿနာတွေမှာဂီဘရီယန်နာဝရယ်မှန်တယ်အရင်တော့အာဆင်နယ်ဆိုရင်တော့စိတ်ပူရမယ်ဒါပေမဲ့အခုကလူစားဝင်မဲ့ကစားသမားတွေကတကယ် quality player တွေကြီးပဲတဲ့မှာဟို academy ကနေခေါ်သုံးရတာတို့အရန်ခုံကနေဟိုလုံးဝဟိုတုံးလို့မရလို့ထားရတဲ့ကစားသမားတွေတို့ဒီလိုမျိုးတွေမပါတော့ဘူးသင်ကန်းစာယူသက်သွားပြီလို့ပေါ့နော်အကိုကအဲ့လိုပဲပြောရှင်တယ်ဘာဖြစ်တော့အာထီတာ600ရာဒီတော့နောက်ဆုံး300ရာဒီမှာဒုတိယကြီးပဲရတယ်အဲ့တော့ဘာလုပ်အောင်မလဲဆိုတော့ arsenal ရဲ့ပုံဖွဲ့က ဒီအာဒီဒါရောဒါလူခေါ်မှုတွေနဲ့အကုန်လုံးကိုကြိုတင်ပြီးတော့ပြင်ဆင်နိုင်ခဲ့တယ်လို့အကိုထင်တယ်တကယ်လို့ဒါအာဆင်နယ်ဖွင့်ကယ်မယ်ဆိုဒီဘက်ကအရှင်းအာဆင်နယ်နိုင်မှုက100%တေးကြတယ်ဒါပေမဲ့အဲ့ဒါကိုမဟုတ်ဘဲနဲ့မလိုအလားအပ်ဖဲထိန်းသွားမှအကိုကကြောက်နေတာပေါ့နော် ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တက် Sports Corner နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ပွဲကျူ၃၀ချက်တွေကျွန်တော်တင်ဆက်ပေးနေတာတင်းငွေတွေကိုရောက်လာပါပြီတင်းငွေတွေပွဲစဉ်တွေမှာတော့တကယ်ကိုပွဲကောင်းတစ်ပွဲရှိပါတယ်ည၁၇မှာကစားမဲ့ဒါ Not London Derby ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Arsenal တင်းနဲ့ Tottenham Hotspur တင်းတွေပွဲကျူ၃၀ချက်ကိုကျွန်တော်နဲ့ညီလေးထက်ဆိုးတို့ကတူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာညီလေးမင်္ဂလာပါမင်္ဂလာပါခင်ဗျအဲ့တော့ Arsenal ပေါ့နော် Arsenal ကလည်းအကိုတို့ဒီ social media တွေမှာအမြဲပြောနေတဲ့ဟာပဲစိုးရိမ်ပူပန်တဲ့အချက်တွေပဲ အမြဲတမ်းဒါထပ်ဖန်တက်လိုက်လေဖြစ်ဖြစ်လာတတ်တဲ့အခြေအနေလေးရှိလာတယ်ဒရားရလူစင်းတွေများလာတယ်အဲအနေငယ်ရလက်လေးတွေတိမ်းဆောင်းလာတယ်အဲ့တော့ညီလေးအမြင်လေးစာပြောပေးပါဦးဟာဆိုတော့ဒါဆိုရှယ်မီဒီယာမှာပြောနေတယ်လို့ပဲစောင်းဝင်လာပြီဂီယူဆိုင်ပါသိရပါနာမည်တပီးပြောလို့မရအောင်ဆိုတော့ဒါအာဆင်နယ်တကယ်တမ်းတော့အစင်လာလူမျိုးဖြစ်လာတော့လူတွေကတော့နည်းနည်းစိုးရင်ပူပန်ကြတာပေါ့ဒါပေမဲ့ကျွန်တော်အမြင်တော့ဒီနေ့ပေါ်လုံးရသည်မှာတော့တအားကြီးတော့ အရင်တော့အဲ့လိုမျိုးဟိုအရင်ရခဲ့တဲ့ trauma တွေကဒီနှစ်မှာတော့တိတ်ဖြစ်မဲ့ပုံတော့မပေါ်ပါဘူး။ဥမာအခုဆိုရင်ဒန်ယားပြဿနာတွေမှာ GPN နာဝရတယ်မှန်တယ်။အရင်တော့အာဆင်နယ်ဆိုရင်တော့စိတ်ပူရမယ်။ဒါပေမဲ့အခုကလူစားဝင်မဲ့ကစားသမားတွေကတကယ် quality player တွေကြီးပဲတဲ့မှာဟို academy ကနေခေါ်သုံးရတာတို့အရန်ခုံကနေဟိုလုံးဝဟိုတုံးလို့မရလို့ထားရတဲ့ကစားသမားတွေတို့ဒီလိုမျိုးတွေမပါတော့ဥမာ Moscow ကတော့ Hinkapi တို့ဆိုတာတကယ်တန်ကြီးတစ်ခုနဲ့ဝယ်ထားတဲ့လူတွေပေါ့။ဆိုတော့အရင်ကတော့တိတိတတ်တာအားနေဝမယ်လို့တော့မထင်ဘူး။ Gabriel မပါတဲ့အတွက် effect တခုကတော့ရှိတော့ရှိတာပေါ့နော်ဒဏ်ရာပြဿနာများပြားလာတာဒါပေမဲ့အာဒီဒဏ်ရာပြဿနာကိုကြော်ဖြတ်ဖို့အတွက်လုံလောက်တဲ့ squad တမျိုးအာဆင်နယ်မှာရှိတယ်လို့ကျွန်တော်ကယူဆတယ်အဲ့တော့တရားဒီလုံးအတိုင်းတာမှာလည်းအာဆင်နယ်ဒီကျွန်တော်တို့မြင်ဘူးသမျှအာဆင်နယ်ထဲမှာအကောင်းဆုံး transfer window တခုရထားတဲ့အသင်းလို့ပြောလို့ရတယ်အဲ့တော့ဒါတွေဖြစ်လာမှာကိုကြိုသိလို့ဒီလိုမျိုးကြိုတင်ပြင်ဆင်လာရလို့ပဲကျွန်တော်မြင်ပါတယ်အဲ့တော့ဒဏ်ရာပြဿနာကတော့အရင် ကြီးစိတ်ပူစရာမရှိပါဘူးเนาะသင်ခန်းစာယူသက်သွားပြီလို့ပေါ့เนาะအကိုကအဲ့လိုပဲပြောချင်တယ်ဘာဖြစ်တော့ အာထီတာ6ရာသီတောင်နောက်ဆုံး3ရာသီမှာဒုတိယကြီးပဲရတယ်အဲ့တော့ဘာလောက်အောင်လဲဆိုတော့အာဆန်ရဲ့ပုံဖွဲ့ကောဒီအာထီတာရောဒါလူခေါ်မှုနေနဲ့အကုန်လုံးကိုကြိုတင်ပြီးတော့ပြင်ဆင်နိုင်ခဲ့တယ်လို့အကိုထင်တယ်ဒါကဟို management ကောင်းတယ်လို့ပြောရမှာပေါ့เนาะအတင်းတင်းကအောင်မြင်ချင်တယ်ဆိုရင်ဒီ management plan တွေကအများကြီးအရေးကြီးတယ်အကိုတို့ကအသင်းရရလာတဲ့ကွန်းတွင်းအခြေအနေတွေကိုပဲကြည်နေတာဒါပေမဲ့နောက်ွယ်မှာဘုတ်အဖွဲ့တွေရှိတယ်ဟိုလူခေါ်ရရှိတယ်မန်နေဂျမန့်စနစ်တမ်တွေရှိတယ်ဒီဟာတွေအကုန်လုံး ဒီဟန်ချက်တစ်ခုလေးညီမကွင်းတွင်ကွင်းပြင်ညီမသာအောင်မြင်မှုတွေကတကယ်တော့ရလာတာအကိုတို့ကတော့ဒါဒီမျက်ခင်းစိမ်းပေါ်ကဒီ၁၁ယောက်ခံနေတာပဲအများသောအဖြစ်မြင်တာပေါ့နော်အဲ့တော့ Arsenal ဒီဘက်မှာအများကြီးတိုးတက်လာတယ်လို့အကိုကလည်းထည့်ပြောချင်တယ်အဲ့တော့ဒီပြီးခဲ့တဲ့ Sunderland ပွဲလက်ရှိအနေအထားဒီပွဲမှာရောဒါ Tottenham Hotspur အသင်းကိုဘလို့ရင်ဆိုင်မလဲဒီဘလို့ထင်လဲ Arsenal ကပြီးခဲ့တဲ့ပွဲစဉ်မှာတော့သူတို့ပေးကိုမရှိဆန်ချိန်လဲပြတ်သွားတယ်တောက်လျှောက်နိုင်နေတဲ့ဆန်ချိန်လဲရက်သွားတယ်ပေါ့အဲ့တော့ ဒီနေ့ပွဲစဉ်ကတော့တို့ပြန်ပြီးတော့မောင်းပြန်တင်ရမယ့်အချိန်ရောက်လာတာပေါ့ဆိုတော့အာဆင်နယ်အသင်းအနေနဲ့အနေနဲ့ကစပါးနဲ့တွေ့လို့ရှိရင်အမြဲတမ်းတို့ဟိုအရှိပိုင်းနှစ်တွေမှာအာဒီတာဆာယောက်ခါစားနှစ်တွေရဲ့ဒီဘက်အရှိပိုင်းနှစ်တွေမှာတော့သူကွင်းသူနိုင်ကိုကွင်းကိုနိုင်ပေါ့အဲစပါးကွင်းဆိုစပါးနိုင်နဲ့အာဆင်နယ်ကွင်းဆိုအာဆင်နယ်နိုင်နောက်ပိုင်းကျတော့ဟိုအာဆင်နယ်ကစပါးကိုတော်တော်လေး head to head တွေမှာအသာစီတဖြည်းဖြည်းနဲ့ရလာတယ်ဆိုတော့အာဒီတာလည်းစပါးကွင်းတွေမှာနိုင်လာတာမျိုးတွေလည်းရှိတယ်အဲအိမ်ကွင်းဆိုရင်လုံးဝမှတ်တမ်းတော်တော်လေးကိုကောင်းတဲ့ဒီကို တောက်လျှောက်နိုင်မွေးရထားတဲ့အနေအထားမျိုးရှိတယ်ဆိုတော့အာဆင်နယ်အသင်းအတွက်ကတော့စပါကိုဟိုဘယ်လိုပြောရမလဲတိုက်စစ်ကိုအဓိကအားပြုပြီးတော့စော့မယ်လို့ပဲကျွန်တော်တို့ထင်တယ်အဲ့လိုခန်စစ်ကနေဂိုးပေးရမယ်ဟိုဂိုးပေးရမယ်အနေအထားကိုကြောက်ရွံ့ပြီးတော့ခန်စစ်ကိုပိတ်ဆော့နေမဲ့ပုံစံမျိုးတော့ကျွန်တော်တို့တိတ်တော့မမြင်ဘူးအဲ့တော့စပါအသင်းခန်စစ်ကလည်းတိတ်အကောင်းကြီးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တခုတတိထားရမှာပါလဲဆိုတော့စပါကဒီရသည်မှာပရီးမီးယားလိဂ်အသင်း20ရဲ့မှာအဝေးခွင့်အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတော့ ပရီးမီးယားလိမှာ Brighton နဲ့တပွဲတည်ကြတာလွယ်အဝေးခွင့်ဆိုအကုန်နိုင်တာသူကကြတော့ပြောင်းမြန်အဝေးခွင့်ပိုကောင်းပြီးတော့အိမ်ခွင့်ကြတော့သူကတောက်ဆိုရလက်မကောင်းဖြစ်နေတာပေါ့နိုင်ပွဲပြောင်းတယ်ဆိုတော့ Spurs တဲ့အဒီမှတ်တမ်းလေးတစ်ခုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်ဒီနှစ်သင်းကြားဟိုပြိုင်ဆိုင်မှုပြင်းထန်လာတော့ကိုလည်းသိရတဲ့အတိုင်းပဲဒါလန်ဒန်မှာဆိုတော့တကယ်ကိုမဟာမဟာရန်ဘတ်တွေလို့တော့ပြောလို့ရတယ်ဒါကျွန်တော်တို့ local မှာသာစပါးနဲ့အာဆင်နယ်နဲ့အရင်အဲ့လိုအသင်းကြီးနှစ်သင်းလိုမျိုးတိတ်မခံစားရတာပေါ့ဒါပေမဲ့ဟိုမှာကျတော့ဒါတကယ်တို့တို့က တရားဒီလုံးမှာဒါအာဆင်နယ်ပြိသက်တွေအတွက်ဆိုတကယ်တန်ဖိုးအရှိဆုံးပွဲလို့တော့ပြောလို့ရတယ်ဆိုတော့အိမ်ငွဲမှာတကယ်ကြီးကောင်းပြီးတော့ဖျော်ဖြေမှုပေးမဲ့ပုံစံမျိုး attacking ကိုမမှန်ဆန်ဆန်သွားမဲ့ပုံစံမျိုးပဲဖြစ်မယ်လို့ထင်ပါတယ်။အကိုကလည်းအဲ့ဒီဘက်ကိုစိတ်ပူတာ။အာဆင်နယ်ကဟို Gabriel နာသွားတဲ့အချိန်မှာ Mosquera ပါလာမယ်ပေါ့နော်။ Calafioria လည်းမသေးချဘူးဆိုနေထားပါဒါပေမဲ့ Lewis Kelly ရှိပါတယ်။ညာချမ်းမှာလည်းဟို Timber မသေးချဘူးဆိုခက်စစ်ကမသေးချတာများနေ whatever အဆင်ပြေပါတယ်သူတို့ရဲ့ဒါဟင်ကပီတို့ရှိတယ်လူစင်းက squat တက်ကောင်းနေရယ်ဆိုတော့အကိုကအဲ့ဒါကိုစိတ်ပူပြီးတော့ခံစစ်ကိုထိုင်ပြီးတော့ဟိုအာတီနာပြီးခဲ့နှစ်တည်းရလို့လေနည်းနည်းလေးဟို4 years ပေါ့နော်နည်းနည်းလေးဟိုသူ့ရဲ့တွင်းစိတ်ထဲမှာကြောက်ကန်ကန်တာမျိုးလေးအရင်နှစ်တည်းရတွေးခဲ့ရဟိုအဲ့လိုမျိုးဖြစ်မှာအကိုကကြောက်နေတာတကယ်လို့တော့အာဆင်နယ်ဖွင့်ကန်ပြီဆိုဒီဘက်အရှင်းအာဆင်နယ်နိုင်ဘူးက100%တေးကြတယ်ဒါပေမဲ့အဲ့ဒါကိုမဟုတ်ဘဲနဲ့မလိုအလားအပ်ဖဲထိမ့်သွားမှအကိုကကြောက်နေတာပေါ့နော်အဲ့တော့အဲ့ဒါကတော့ ဘာလုပ်လာမလဲတော့အကိုတို့အာတေတာကိုပဲစောင့်ကြည့်ရမှာပေါ့အဲ့တော့ညီလေးပြောခဲ့လို့ပဲတစ်ဖက်ကစပါကအဝေးကမှာ၅ဝဲကစားလေးဝင်နိုင်တပွဲတည်ရှုံးမွဲမရှိဘူးထိတ်ဆုံးမှာအသင်း၃၀တဲမှာရလက်အကောင်းဆုံးအသင်းဖြစ်ရက်တည်နေ၁၂ဂိုးသူမီ၃ဂိုးပေးရတယ်အာဆင်နယ်ကလည်းထို့သူပဲအိမ်ခွန်းမှာလုံးဝရှုံးမွဲမရှိသေးဘူး၄ဝဲနိုင်တပွဲတည်နေအဲ၁၂ဂိုးသွင်းပြီးတကူးပဲပေးရတယ်အဲ့တော့မှဒီရာသီမှာတကယ်ကိုဂိုးတွေသွင်းနေတယ်ဟာလန်ရဲ့သွင်းကိုတကူးပဲပေးရသေးရယ်ဆိုတော့ဒီနှစ်သင်းရဲ့တွဲဆုံကအရန် စိတ်ဝင်စားစရာကောင်းတယ်။ဘာကြောင့်လဲဆိုတော့အင်ကွန်းအကောင်းဆုံးအသင်းနဲ့ပရီးမီယာလိအသင်း20တဲ့မှာအဝေးကွန်းအကောင်းဆုံးအသင်းနဲ့တော့တွေ့တာဆိုတော့အဲ့တော့တော်တင်ဟော့စ်ဘာဘက်မှာရောညီလေးနေလက်ရှိအနေထားဒန်ရလူစင်တို့အများကြီးရယ်ဒါပေမဲ့ Thomas Frank လက်ထက်မှာလက်ရှိအနေထားဘလို့ဖြစ်လာနိုင်တယ်အာဆင်နယ်ဘလို့တုံ့ပြန်နိုင်တယ်ပေါ့နော်။အမှန်တမ်းပြောရင်တော့စပါကအခုဒီအဝေးကွန်းမှာသူတို့အကောင်းဆုံးအသင်းဖြစ်နေအမှတ်တမ်းသူတို့ရလက်အရသာဖြစ်တာပေါ့နော်။ကျွန်တော်ဒီရဒီစပါပွဲစဉ်ကြီးရတဲ့လောက်ကတော့ Thomas Frank စပါကိုကျွန်တော်ကတော့မကြိုက်ဘူး။မကြိုက်ဘူးဆိုတာဟိုဘယ်အပိုင်းမှာမှလည်း တိတ်ပြီးတော့အားရလာတယ်ဟိုပိုကောင်းလာတယ်လို့မြင်ရတဲ့တပတ်မှန်ကတိတ်ပြီးတော့မရှိဥမာဆိုကြပါစို့ကျွန်တော်အန်ရှောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်စပါခန်းစစ်တော့ညံ့တယ်ဒါပေမဲ့တိုက်ဆက်ကပိုကောင်းလာတယ် entertaining ဖြစ်တယ်ဥမာအန်ဆိုရောက်ခါစားဆိုတကယ်တိုက်တဲ့အောင်ဟို challenge လုပ်တော့မဲ့ပုံစံမျိုးတွေမြင်ခဲ့ရတဲ့ဒီပွဲဆက်တောက်လျှောက်နိုင်ခဲ့တယ်ပေါ့အမဒုတိယရာသီမှာဆိုလဲ league မှာတော့ဆိုးွားပေမဲ့ဖလားရရ Thomas Brand ကတော့အမှန်တိုင်းပြောအဲ့လို vibe မျိုးမရဘူးတကယ်တမ်းတော့ကျွန်တော် Brandford မှာအရင်ကြိုက်တဲ့ နီးပြထဲမှာပါတယ်ဒါပေမဲ့စပါနဲ့သူနဲ့ကတိတ်ပြီးလမိုင်းမကတ်တဲ့ပုံစံလိုမျိုးမြင်ရတယ်အဲပြီးတော့ကစားသမားတွေနဲ့လည်းဒါဟိုတည့်တဲ့အတိုင်းချက်စီးနဲ့ပွဲပြီးမှဆိုဗန်ဒီဗန်တို့ကသူ့ကိုပလစ်ပြီးတော့ဝင်သွားတဲ့ဟာမျိုးတွေသူကအဲကစားပြီးသားမှပြန်တောင်းပန်တာတော့ပြီးတော့အဲ့လိုချက်စီးနဲ့ပွဲစဉ်မျိုးမှာဆိုရင်အစပါကတကယ်ဟိုအသင်းငယ်တသင်းမှဆန်ဒါလန်ချက်စီးကိုဒုက္ခပေးသလောက်တောင်သူတို့ဘာမှမလုပ်နိုင်တော့ဘဲနဲ့ဂိုးကိုမကန်နိုင်တော့တဲ့ပုံစံလိုမျိုးတီထိုးစင်းသွားတယ်အဲ့တော့အိမ်ဝင်းမှာရှုံးတဲ့ပွဲစဉ်တွေမှာလည်းအဲ့လိုပုံစံတွေကြီးပဲအဲ့တော့ အသင်းကြီးရဲ့တွေ့ရပွဲစဉ်တွေမှာ Man City နဲ့ရာသီအစမှာ City တိတ်အဆင်မပြေသေးတဲ့အချိန်တွေမှာနိုင်ခဲ့ပေမဲ့လည်းကျန်တဲ့ပွဲစဉ်တွေမှာဥမာ United နဲ့ပွဲစဉ်မှာဆိုလဲသူတို့ဟိုအိမ်ဝင်းဖြစ်ပေမဲ့လည်းနိုင်မွေးရတဲ့ဒီမသွားနိုင်ခဲ့ရောနောက်ဆုံးမိနစ်မှာကိုးပြန်ပေးလိုက်ရဒါတော့မှအဲ့ချိန်မှာတယောက်အသာစီးရထားတဲ့အနေအထားမျိုးမှာတော့ပွဲကိုမဖြတ်လိုက်နိုင်ဘူးပေါ့ဆိုတော့ဟို Spa တဲ့ကစားပုံကဘယ်အပိုင်းမှာမတိုက်ဆက်မှာဆိုလဲကိုလိုမူဝါဒီနဲ့ Richard Leeson နဲ့ဘသူကိုးသွင်းမှာလို့လို့ အဲ့မှာဒီတိုက်စင်မှုနှစ်ယောက်ကသွင်းမလို့လို့ဇာဗီဆိုင်မွန်တို့ကသွင်းမလို့လို့တောင်ပန်နေကြည့်ပြန်တော့လေအရန်ကောင်းနေလားဆိုတော့ Brandon Johnson တို့အုပ်စုကလည်းတအားကြီးကောင်းနေတာမျိုးမဟုတ်ပြန်ဘူးအရင်တော့ဆောင်းအောင်မင်းတို့ Kulusevski တို့လိုမျိုးအားကိုးရတဲ့အနေဒါမဟုတ်ဘူးအဲ့တော့ကွင်းလေခန်ဆက်ကတော့မဆိုးဘူးပယ်လင်ဟာနဲ့ဗန်ဒက်ကာနဲ့တွဲတာအဆင်ပြေတယ်အဲ့ဒါတော့ကလွယ်လို့ရှိရင်နောက်တန်းရိုမေရိုဗန်ဒီဗန်ညိမ့်နေဖူးဘက်နေရာဆိုလဲပေါ်ရိုဆိုလဲဒီနေ့ခြေစွမ်းလေးကြားတယ်အဲဒီဘက် left back နေရာမှာဆိုလဲဟိုဒီကစားရဲ spans ဆိုလဲဟိုအမှန်တမ်းပြောရင် လဘေးစင်နေပါနေပြီမဲ့ကျွန်တော်ကတော့တိတ်ကြိုက်တဲ့အထဲမှာမပောက်ဘောနော်အဲ့လို left back ကိုညာတန်ကစားသမားကြီးဆော့တာလေတိတ်အဆင်မပြေဘူးလားလို့ United နဲ့ပွဲမှာဆိုလေသူတို့ Udogi ဝင်လာတော့မှဂိုးတွေတောက်လျှောက်အဲ့ဘက်ကနေရတဲ့ပုံစံမျိုးအဲ့တော့အတင်းကတည်ငြိမ်မှုလည်းမရှိဘူးမိနစ်တုံးကအခြေအနေထက်ပိုတိုးတက်လာတယ်လို့ပြောလို့ရမယ့်ခန္ဓာလည်းကျွန်တော်အမြင်ဘာမှမရှိဘူးဒုံရဲကဒုံရဲပဲလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ Spa ကတော့အဲ Thomas Frank နဲ့တော့တိတ်အကြိုက်သွားနိုင်ပါမလားလို့တော့ကျွန်တော် ခံစားမိရပေါ့ဟုတ်တယ်အကိုလည်းသူကအဓိကတော့ဒီတိုက်စင်မှာနည်းနည်း function တွေမကွဲဘူးပေါ့နော်ဘယ်ဘယ်ဟာအဓိကသွားချင်တာလဲဥမာ passing နေနဲ့အဓိကပြိုင်ဘက်ကိုသွားချင်တာလား counter attacking နဲ့သွားချင်တာလားဒီ transition ဆိုတာမြန်မြန်နဲ့သွားချင်တာလား width တွေကနေတောင်ပန်းတွေကိုထုတ်ပြီးတော့ wide area နေသွားချင်တာလားဘာမှဘာလို့ပြောသူတို့မှာ target point မရှိဘူးဖြစ်နေပေါ့အဲ့ဒါလည်းခံစားမိရ Richardson ကလည်းအရန်ပြန်ရောက်နေတယ်ကိုလိုမူအာနီကလည်းဒဏ်ပြတ်တနိုင်နေတဲ့အခုဆိုပြန်ပြီးတော့ရုံးကန်ရတော့မဲ့အခြေအနေရှိရဆိုတော့ တို့ရဲ့လူစင်းကတကယ်တောင်တော်မီကစားသမားအထိပွဲမှာ14ယောက်15ယောက်လောက်ပဲရှိရပေါ့နော်အဲ့ဒါကလည်းတော်တော်လေးကိုအားနေချက်တော့ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီပွဲကဟိုဘယ်လိုပြောမလဲတော်တင်အော့စပါအတွက်ကလည်းလက်ရှိမှာအမှတ်ကလည်းထပ်ပြီးတော့ရှိကိုလိုက်မယ်ဆိုရင်ရော့လို့မရဘူးပေါ့နော်ပြောချင်တာကစပါးကဒီရတီမှာတော့သူတို့ရဲ့ဆန်းဆောင်ရထဲတားတဲ့အမှတ်တော့ရနေရလို့ခံစားရတယ်။ဒါကြောင့်အမှတ်နည်းမနေဘူးပေါ့နော်။အဲ့တော့ဒီဘွဲမှာရောဒီတွေးဆမှုအရာတွေမှာတစ်ဖက်ကအာဆင်နယ်ရဲ့ဘယ်ပိုင်းအောင်ကြီးလေးအဓိကထားပြီးတော့စောင့်ကြည့်ခြင်းတယ်။ တစ်ဖက်ကစပါးဘက်မှာရောဘယ်ဘက်ကအဓိကထားပြီးစောင့်ကြည့်ခြင်းလဲအဆင်နယ်မှာတော့ဒါနောက်ပိုင်းပွဲစဉ်တွေမှာပြန်ခြေစွမ်းပြလာတဲ့စာကာပေါ့စာကာကတော့တဖြည်းဖြည်းနဲ့အဲကြားကာလမှာဆိုဒဏ်ရပြီးနောက်ပိုင်းမှာသူ့ထက်ပိုပြီးအားကိုးရမယ့်ကစားသမားတွေမိကိုခဲ့ရတဲ့ကာလတခုရှိတယ်ဒါပေမဲ့အခုတော့အသင်းရဲ့ဒီတိုက်ဆက်ကကိုရဖို့တာဝန်ရသူ့အပေါ်ပြန်ရောက်လာတဲ့ပုံစံမျိုးတော့တွေ့ရတယ်ပြန်နောက်တစ်ချက်ကအာဆင်နယ်မှာအရင် strong ဖြစ်တဲ့အပိုင်းကတော့အဲ့ဒီ queen လေအပိုင်းပဲ declan rice ရယ် zubimendi ရယ်အဲ့နှစ်ယောက်ရဲ့ spine က ဘလို့မှတုံးတန်းအောင်အသင်းကကြော်ဖို့မလွယ်တဲ့အနေအထားပေါ့အဲ့တော့စပါဘက်ကဘလို့ပဲကောင်းကောင်းအဲ့ဒီကွင်းလည်းရှင်ဖို့ကတော့ခက်ခဲအောင်ပါပဲအဲ့တော့ကွင်းလည်းနဲ့နောက်တန်းနဲ့ဂိုးသမားတော့အများကြီးပြောစရာမရှိနောက်တန်းလည်းဒန်ပြဿနာတွေများတယ်အခုခုနပြောသွားသလိုတင်ဘာတို့ကလဖီယိုရီတို့ကလည်း50 50ပဲတိတ်မသေးကြဘူးအဲဂီဘရီယယ်လည်းတေချာပေါ့လွဲမဲ့အနေအထားဆိုတော့နောက်တန်းလေးကတော့ဟိုစိတ်ဝင်စားစရာအတိတ်တစ်ခုအနေနဲ့ကြည့်လို့ရတယ်နယူးဗာရှင်းအာဆင်နယ်လေးဖြစ်မှာပေါ့ဆိုတော့တိုက်ဆက်ပိုင်းကတော့အဲ တော်တော်လေးလန်ဒန်ဒါဘီဖြစ်တဲ့အတွက်စိတ်ဝင်စားဖို့ကတော့စာကားလည်းဟုတ်တယ်ယောဂရက်စ်လည်းပါပြီစာကားကလည်းအများရန်စပါနဲ့တွေ့ရင်ဂိုးမြူးတတ်တယ်ကစားသမားမျိုးတွေမှာပါတယ်ပြီးတော့စပါနဲ့တွေ့လို့ရှိရင်မှတ်မှတ်ရအာဆင်နယ်အသင်းကအဲ့ဒီကွင်းလယ်ကစားသမားတွေကအဝေးကစ်တွေနဲ့ဂိုးတွေရကြတာများတယ်ပါတီးတို့ရှာကာတို့ဆိုအဲ့လိုမျိုးဂိုးတွေခဏခဏရလေးရှိကြတယ်ပေါ့ဆိုတော့ဒါဒီနေ့ဇူဘီမန်ဒီတို့ရိုက်စ်တို့ပဲပွဲများဖြစ်လာမလားလို့လည်းကျွန်တော်စိတ်ဝင်စားစောင့်ကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ကတော့အာဆင်နယ်တိုက်ဆက်ပိုင်းအောင်တော်တော်လေး စိတ်ဝင်စားပါတယ်ဒီနေ့ပွဲစဉ်အတွက်ဟုတ်ဆိုစပါဘက်လေးလည်းဆက်ပြောပါဦးစပါဘက်မှာတကယ်လို့အာဆင်နယ်ကိုဒုက္ခပေးနိုင်မယ်ဆိုရင်ဘယ်ဘက်ဖြစ်မလဲဘယ်ဟာလေးတွေကအကိုလို့ဆောင်းကြည့်ရမယ်ထင်တယ်ပေါ့နော်တကယ်လားတော့စပါရဲ့ဒီခန်စစ်တီကွင်းလယ်တွေမှာတော့ဒုက္ခပေးနိုင်ကြမရှိဘူးအဲ့တော့ဟိုကျွန်တော်တို့လွယ်လွယ်ကူကူရိုးရှင်းမဲ့တွေ့ရင်တော့လူမဆုံးခဲ့လို့အာဆင်နယ်ခန်စစ်ကအချိန်ဆက်တိတ်မမိခဲ့ရေနော်သူတို့တိုက်ဆက်ပိုင်းကကိုရကောင်ရဝနိုင်တယ်ဒါပေမဲ့တိုက်ဆက်ပိုင်းရရဝနိုင်တယ်ဆိုတာငါလို့စပါမှာပြဿနာကြတော့လေဟိုဘယ်အပိုင်းမှာမှဟိုသူတို့ရဲ့တိုက်ဆက်ပိုင်းမှာ အားကိုးလို့ရမယ်ကစားသမားမရှိနေဘူးဥပမာ Man United နဲ့ပွဲမှာလူစားဝင်လာတဲ့ Odobet တို့ Tear တို့ Richard Leeson တို့အဲ Muani တို့ဒီပါတဲ့ကစားသမားတွေပေါ့ဘသူ့ကိုတည်ပြီးဆော့လို့ရလဲအရင်တော့ကိန်းတို့စွန်တို့ဆော့လို့ဆော့ခဲ့တဲ့ပုံစံလိုမျိုးဆိုဘသူမှမရနိုင်ဘူးဘသူ့မှာရေရှည်မှလည်းမှီခိုလို့ရနေတဲ့အနေဒါမဟုတ်ဘူးအဲ့တော့ Arsenal နောက်တန်းလူမစုံတဲ့အတွက်အခြေစက်သိမ့်မမီလို့ကိုရွာဝါရမျိုးလောက်ကလွှဲနေတော့ကျန်တာကျွန်တော်ထင်တယ်စပါဘတ်မှာဘာမှအခွင့်အရေးမရှိဘူးလို့တော့ကျွန်တော်က မြင်မိတယ်ဟုတ်ဟုတ်ပါတယ်အကိုလည်းအာဆန်နယ်ပတ်သက်ပြီးဒီယာဒီမှာစောင်းဝင်လာပြီဆိုတာလေစိတ်စိုးရင်ပုံမရှိဘူးအရင်ယာဒီနဲ့မတူတော့ပြောကြတယ်စကွတ်တက်ကွာအရင်တော့အာဆန်နယ်စကွတ်တက်မကောင်းလို့ဒီစောင်းယာဒီမှာဒဏ်ရာလူစင်စောင်းရရင်ဘာလို့ဒဏ်ရာများလဲဆိုတော့အင်္ဂလန်မှာအရန်အေးတယ်အေးတော့ဖြစ်များဆုံးဒူးဒဏ်ရာပဲဒူးဒဏ်ရာဖြစ်တယ် hamstring ပေါ့နော်ပေါင်နှင်းကျောဖြစ်တယ်အဲ့ဒါလေးကရှောင်လွှဲလို့မရဘူးဒါအာဆန်နယ်တင်းတင်းနဲ့မှမဟုတ်ဘူးအတင်းတိုင်းဖြစ်တယ်အဲ့ဒီဟာကိုဒီယာဒီမှာအကောင်းဆုံးဒါ backup plan လေးစီစဉ်ပြီးပြီဆိုတော့ဒီယာဒီမှာအဲ့လိုမျိုးဖြစ်လာကြအကြောင်းမရှိဘူးလို့ပဲအကိုလည်းယုံကြည်တယ် ဆန်နာလန်ရဲ့ပွဲမှာလည်းဘာဖြစ်သွားလဲဆန်နာလန်ကအဲ့ပွဲစဉ်မှာဂိုးပေါက်ကန်သွင်းကနှစ်ချိန်ပဲရခဲ့တာအဲ့ဂိုးပေါက်တဲ့မှုပေါ့ sorry ဂိုးပေါက်တဲ့မှုနှစ်ချိန်ရတယ်နှစ်ဂိုးရသွားတာပြောချင်တာကဂိုးရနှစ်ဂိုးကလည်းအကူတို့ဒီဘာလက်သွင်းသွားတဲ့ဂိုးရောဘရိုမီသွင်းသွားတဲ့ဂိုးရောကတကယ်ကိုဟိုဟိုဆယ်လုံးကန်တလုံးမကူတဲ့ဟာမျိုးကိုလုံးဝဖြစ်သွားတာပေါ့နော်ဒါကတော့တိုက်တိုက်ဆန်ဆန်ဒီလိုမျိုးဖြစ်ရင်တော့ကန်လေးတော့လိုတယ်ဘာကြောင့်လဲဆိုတော့အကူတို့စူးစမ်းအားထုတ်မှုရဲ့ဒီအကူတို့ဒီ ဟိုဘယ်လိုပြောမလဲအများနဲ့စဉ်းစားမပြတ်လုပ်နေရခြားတယ်တစ်ခါလေကန်ဆိုးတာတော့ရှိတာအဲ့ပွဲကိုအကောအဲ့လောက်ပဲယူဆလိုက်တယ်ဒီပွဲမှာတော့အာဆင်နယ်သူ့ရဲ့ပုံစံအသစ်ပြန်လာမယ်လို့ထင်တယ်အာဆင်နယ်ကဒါပြီးရင်လည်းဘိုင်မင်းချ်ကန်ရမယ်နောက်ပါလေချယ်ဆီနဲ့ကန်ရမယ်ဆိုတော့ပွဲချက်တွေဒါပွဲချက်ကာလကိုဖျက်ဆီးနေရတာတော်နယ်အောင်စပါလည်းပွဲချက်တွေသွားနေရပါပြီအသိကြီးနေတောက်ချောက်တွေနေအောင်နောက်ဆုံးဒီပွဲရက်လက်လေးဘယ်လိုဖြစ်လာမယ်လို့ညီလေးဒါခံမှန်းကျင်တယ်ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်ကတော့ဟိုအရှိမပြောသလိုပဲစပါနဲ့ပတ်သက်ပြီးတော့အားရနေတဲ့အကန်နာတွေတော့ဘာမှမရှိနေဘူးပေါ့နော်ဆိုတော့ ဒန်ဟန်ပြဿနာကလည်းအာဆင်နယ်စိုးနေပြီမဲ့သူကလည်းသူ့ထက်ကပိုစိုးနေတဲ့ပုံစံလိုမျိုးဖြစ်တယ်အဲ့တော့အဲဒီနှစ်သင်းရဲ့နော်လန်ဒန်ဒါဘီမှာအိမ်ဝင်းမှာလည်းအာဆင်နယ်အမြဲအဆင်လာရအသာစီးရတယ်အဲ့တော့တိုက်ဆက်ပိုင်းမှာလည်းလူတွေပြန်ဆုံလာပြီဖြစ်တဲ့တဲ့ကျွန်တော်ကတော့အာဆင်နယ်၃ခုပြတ်လောက်တော့နိုင်ွားမလားလို့နော်ပြက်ပြက်တသားအဲ့လိုမျိုးလားထင်မိဆိုတော့ဒါတော့ဒါအရေးဆုံးပြီးခံမှန်းရတာပေါ့အကိုကနည်းနည်းလေးစဉ်းစားမိတာအာဆင်နယ်ရဲ့ဟိုပြောချင်တာအာဆင်နယ်နိုင်မှာပေါ့နော်နိုင်တာတော့နိုင်ဖို့တေချာတော့လောက်ရှိရဒါပေမဲ့ တစ်ဖက်ကတော်တန်အောင်စပါဘလောက်ဒုက္ခပေးတယ်လို့ဆိုတော့အကဘာလို့စိတ်ဝင်စားလဲဆိုတော့ဒီပွဲကတနေ့ဝင်နေမှာနည်းနည်းလေးထီးထီးတပွဲတည်းဖြစ်နေရပေါ့နော်အဲ့တော့ရှေ့ကပွဲတွေကအရင်ကန်သွားမှာကန်သွားတဲ့အချိန်မှာဥမာ Chelsea တို့လည်းကောင်းအဲ Manchester City တို့လည်းကောင်းအကတို့ကဒီပွဲတွေကပွဲချိုတော့ကြိုလို့ရတာဆိုတော့နိုင်သွားပြီဆိုရင် Arsenal အဖြစ်အားလေးတစ်ခုရှိတယ်ဘာသူ့အမှတ်ကတ်လာတဲ့အချိန်မှာမဖြစ်မနေနိုင်ရမယ်ဆိုတော့ PR ကလည်း တခါလေအရင်များလွန်းတယ်ပေါ့နော်အဲ့ဒီကနေအမားတွေဖြစ်တတ်တယ်အဲ့တော့အဲ့ဒါလေးကိုတော့ဂယူဆိုင်ဖို့လိုတယ်အကိုကတော့ထည့်ပြောနေတာတွေကစိုးရင်နဲ့အချက်လေးတွေထည့်ပြောနေတာအဲ့ဒီစိုးရင်နဲ့အချက်ကြောင့်အာဆင်နယ်ဒီဘက်မနိုင်ဘူးလားဆိုတော့မဟုတ်ဘူးအကိုလည်းနိုင်မယ်ပဲထင်တယ်ဒါပေမဲ့အဲ့လိုမျိုးအကျိတ်နဲ့ကံပြီးနိုင်သွားမလားလို့အကိုကတော့အဲ့လိုမျိုးခံမမ်းမိတယ်အာဆင်နယ်2-1လောက်နဲ့ဖြစ်ဖြစ်နိုင်သွားမယ်လို့အကိုလည်းထင်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဘယ်လိုဖြစ်မလဲအကိုတို့ဒီပွဲကိုအကျိတ်နဲ့ဒါပွဲကြီးပွဲအောင်စောင့်ကြည့်ရတော့ဟုတ်ကဲ့ဟုတ်ကဲ့ပါဒါကျွန်တော်တို့ တနင်္ဂနွေနေ့ည17:00နာရီမှာကစားမယ်။နော်လန်နဲ့ဘာဘီပွဲစဉ်တပွဲဖြစ်တဲ့အာဆန်နယ်အသင်းနဲ့တော်တန်အော့စပါအသင်းတို့ရဲ့ပွဲချုပ်တုံးတဲ့အစီအစဉ်ဖြစ်ပါတယ်။ဘလို့ရလဒ်တွေထွက်ပေါက်လာမယ်။ညီကိုတို့ရဲ့ထင်မြင်စားချက်တွေကိုလည်းကွန်မန့်မှာဖလှယ်လို့ရပါတယ်။အဲ့တော့ကျွန်တော်တို့ Sports Corner အဖွဲ့သားများအားလုံးကအကျဉ်းသူတွေကြောင့်ပြောကြရတဲ့ဒီစီးရီးဒီမှာပဲရန်နာပြရစီခင်ဗျာ။